။ဩဂတ်လထဲမှာပဲမြန်မာအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားတနိုင်ငံလုံးအပြစ်ခတ်ရဲစဲရစ်စာချုပ် NCA အတွက်အပြစ်သက်ညှိနှိုင်းနိုင်မယ်လို့မျှော်လင့်ထားခဲ့ကြပေမဲ့မူကျန်းအဆင့်အပြစ်မတက်နိုင်ပဲစက်တင်ဘာလစီကိုရွှေ့လိုက်ရပါပြီ။ညှိနှိုင်းလို့မရသေးတဲ့အဓိကအချက်၅ချက်ကဘာလဲ။နိုင်ငံရေးဆွေးနွေးပွဲကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကမြန်မာအစိုးရတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့နိုင်ငံရေးအင်အားစုဆိုပြီးသုံးပွင့်ဆိုင်တွဲဆောင်ကြဖို့အဆိုပြုထားပေမဲ့ မြန်မာအစိုးရဘက်ကတော့ရှစ်ပွင့်ဆိုင်တွေ့ဆုံမှုသဘောထားရှိတာကြောင့်ညှိနှိုင်းမှုခက်ခဲနေတာမို့နိုင်ငံရေးဆွေးနွေးပွဲအတွက်မူပေါင်းရေးဆွဲတဲ့အခါကျမှကော်မတီဖွဲ့ပြီးဆွေးနွေးကြဖို့နှစ်ဖက်သဘောတူလိုက်ရတယ်လို့ပထိုးကွယ်ထူးဝင်းကပြောပါတယ်။ဟိုဒီ framework ရေးဆွဲတဲ့အခြေအနေမှာကျွန်တော်တို့အဲ့ဒါကိုတည်ပြီးတော့မှဖြစ်ဘူး။အခုကတော့ကျွန်တော်တို့ဒီတဲ့တိုင်းပဲအဲ့ဒါနဲ့ငါ့ဖွဲ့စည်းတွေကလည်းသူ့ရဲ့ယူဆချက်တွေလည်းရှိတယ်။ဒီလိုမှရှိတဲ့နိုင်ငံရေးပါတီတွေချုပ်ကလည်းသူ့ရဲ့ framework ဆွဲတာရှိတယ်။ စိုးရကလည်းသူကဆုံးမပေါ်ဘူးလေသူကစဉ်းစားတာရှိမှာပေါ့အဲ့လိုပဲတချို့ပဲစီးနေမှာလည်းရှိနေတဲ့အပေါ်မှာဒါကိုကျွန်တော်ဖိုင်းကိုရေးဆွဲတဲ့အချိန်မှာကျွန်တော်အတိအကျပြောလို့ရတယ်မြန်မာအစိုးရနဲ့တနိုင်ငံလုံးအပြစ်ခတ်ရစေးရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCD ကြောင့်ဩဂတ်လရဲ့ဆွေးနွေးမှုမှာ အချက်30ချက်ရှိခဲ့ရာကအခုတော့9ချက်ပဲကျန်တော့တာဖြစ်ပြီးတက်သားစစ်စူးစောင်းတဲ့ကိစ္စအပြစ်ခတ်ရစေးရေးစာချုပ်မှာဘသူတွေအာမခံပြီးပါဝင်လက်မှတ်ရေးထိုးမလဲဆိုတဲ့ကိစ္စတွေလည်း ညှိနှိုင်းရအောင်မှာ ဖြစ်ပါတယ်။နိုင်ငံရေးဆွေးနွေးပွဲမှာအဖွဲ့တွေအများကြီးနဲ့ဆွေးနွေးပွဲကဖောင်းပွားနေရင်အဆင်မပြေဘူးဆိုတာနှစ်ဖက်လက်ခံထားသလိုနိုင်ငံရေးဆွေးနွေးပွဲမှာဘသူတွေပါမလဲဆိုတာမူပေါင်းရေးဆွဲတဲ့အခါကျမှညှိနှိုင်းဖို့သဘောတူထားတယ်လို့ဦးလာမောင်ရွှေကပြောပါတယ်။ဒီကြာတော့နိုင်ငံကြီးပြည်သူစုတွေရဲ့စကဲရောက်တော့ပါဘူး။အဲ့ဒီအချိန်မှာပါတီပါလိုက်တဲ့သူတွေကအခုအောင်းလို့ပြောတယ်အဲ့ဒါပဲဆက်ပြီးစစ်တပ်ကပုံတယ်။ဖရိတ်ဝ လိုက်တဲ့ပုံစံသက်သက်တော့ပေါ့။အဲဒီမဲ့တကယ်ဒီမတဲ့ရောက်အောင်ဆိုရင်လည်းအရန်ကိုသူအပြည့်တဲ့ကိုပေါ့ပေါ့လို့နားနေတဲ့အချိန်တော့အောက်ပေါ်တဲ့ပုံစံပဲ။ဒီလိုမျိုးနဲ့တော့အပြည့်ရဲ့စာချုပ်ချုပ်ဆိုပြီးရပ်ပေါင်း90အတွင်းစတင်ရမယ်။နိုင်ငံရေးဆွေးနွေးပွဲမတိုင်ခင်ဂျားကာလာအစည်းအဝေးကိုစာချုပ်တဲထည့်သွင်းမယ်ကိစ္စအစိုးရဘက်ကလက်မခံတာမဟုတ်ဘဲကျေပြန့်လွန်းတာကြောင့်ကွဲလွဲချက်တွေရှိနေတာလို့သူကဆက်ပြောပါတယ်။ တနိုင်ငံလုံးအပြစ်ခတ်ရက်စရေးစာချုပ် NCA ကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်လက်မှတ်ထိုးဖို့တင်တယ်လို့တပ်ဖွဲ့ချင်းထိုးတာနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ထိုးတာမတူဘဲအပြစ်ရပြီးနိုင်ငံရေးဆွေးနွေးပွဲတွေပြီးလို့နိုင်ငံတော်အတွက်ကို ပြန်လည်တိဆောက်ရမယ်ဆိုတော့တစ်ချက်ကုတ်သုံးချက်ပြတ်ပုံစံလုပ်နိုင်မယ်လို့ဖထိုးွယ်ဒူးဝင်းကဆိုပါတယ်။ဒါပေမဲ့လက်နက်ကိုင်ပြီးတော့လှုပ်ရှားနေတဲ့အပေါ်ဒီပြက်တော်ရရှိတဲ့နိုင်ငံလုံးလုံနေကြတာကတူတဲ့အပေါ်ဒါကအစ်ခရရဲ့အခြေအနေ လက်ချက်ကိုနိုင်ငံပြည်သူဆွေးနွေးလို့တိုင်းပြည်သက်သက်ပေါ်ဆိုသုံးချက်ပြတဲ့အနေနဲ့မြန်မာအစိုးရဘက်ကရှစ်ပွင့်ဆိုင်တွေ့ဆုံမှုမှာအစိုးရလွှတ်တော်မြန်မာစစ်တပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နိုင်ငံရေးပါတီအရက်ဖက်အဖွဲ့စီတက်သည့်ပညာရှင်တွေ စီးပွားရေးလုပ်ငန်းရှင်တွေပါဝင်မယ်လို့အဆိုပြုထားပါတယ်